အားလုံးပဲမင်္ဂလာပါစေချမ်းသာခြင်းကုကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မြမရွှေဈေးတွေကမနေ့ပိုင်းမှာတက်ပါတယ်မြမငွေဈေးတွေကလည်းနေငယ်အတက်ကြရှိပါတယ် ဒီနေ့26ရက်နေ့လေးလပိုင်း2020နဲ့5ခုနေ့လက်ရှိတော့ပြောနေတဲ့ချိန်ဟာတိုင်းစံတော်ချိန်မနက်ပိုင်း7:00နာရီမိနစ်20ရှိနေပါပြီ။မရွှေက15ပဲရေတရသားကို3.90နဲ့မှ1000 16ပဲရေတရသားကိုဆိုင်ကရောင်းတဲ့ဈေးက3.94သိန်းနဲ့မှ9000ဆိုင်ကလက်ခံတဲ့ဈေးက3.93သိန်း9000နဲ့ပေါင်ဈေးရှိနေပါတယ်။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတစ်ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4420ဆိုင်ကလက်ခံတဲ့ဈေးက4390 30ယူရိုငွေတရူကိုမြန်မာကျပ်ငွေ9030စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3000နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက3350တရုတ်ငွေတရန်ကိုမြန်မာကျပ်ငွေ600ခွန်းချက်အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2830ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ဖေးကျပ်ယူသမားတွေကဘက်ငွေ980ကိုမြန်မာကျပ်ငွေ3000ကျပ်ပေးဘက်ယူသမားတွေကကျပ်သိန်းကိုဘက်ငွေ955ဘက် ဂျပန်ငွေ3286.4ဝန်ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ68.5နှစ်ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3333.33ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1929.5ကိုမြန်မာကျပ်ငွေတသိန်း။ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝတ်ဆောင်ကားပေးတဲ့သူရှိကိုယင်ဖုံးဆက်ပြီးမှာပဲ။ငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုမြန်တန်တင်ပေးပါတယ်။မြန်မာရွှေဈေးငွေ စေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံ့မာခြင်းနဲ့ပြည့်စုံပြီးအနီးရခင်လို့ဘေးရှင်းနိုင်ကြပါစေ